ာဂျီးနီးယားမှာရှိတဲ့ရုံလူသားရဲ့ကျောင်းဘက်ဖွဲ့ရအမှန်တရားတွေအကြောင်းကိုဒီကနေ့မှပြောပြပေးကြပါရည်။သူကတော့ရုံဝိစာအပြည့်စုံကိုဝိစင်ပြီးပစိန်ကင်ဆောင်ထားတဲ့လို့ဆိုပါရည်။လူဝေကသူ့ကိုရုံလူသားလို့နာမည်ပေးထားပါရည်။တချို့ကတော့ဒါဟာကလီဝေကို၆လမ်းဖို့ပြောတဲ့ရိုးရှင်းတဲ့ပုံမျိုးလို့ထင်ကြပါရည်။ဒါပေမဲ့တကယ်တမ်းတော့ဒီဇယ်လမ်းမှာမှတ်တမ်းတင်ထားတဲ့အဖြစ်ပြက်တွေနဲ့စတင်ခဲ့တဲ့လှုပ်ဝက်ချက်တွေပါဝင်ပါရည်။ဒီဖြစ်ပျက်တွေဟာ1980ပြည့်နှစ်အော်တိုဘာလမှာစတင်ခဲ့ပါပြီ။ပထမအောင်ဆုံးဖြစ်ရကတော့အော်တိုဘာလ16ရက်နေ့ညမှာဖြစ်ပါပြီ။ မ်းပေါ်မှာကားတစ်စီးထဲမှာစစ်တပ်ကတူအကြောင်းသားရောဘတ်ဘဲနန်နဲ့သူ့ရဲ့ချစ်သူတို့ရှိနေခဲ့ကြပါတယ်။ယုဒီရဲ့ဆိုသလိုပဲသူတို့ကားရဲ့ဗတင်းပေါက်မှန်တွေကကွဲသွားပါတယ်။အပြင်မှာတော့ပစိန်ကိုင်းဆောင်ထားတဲ့အဖြူရောင်အဝတ်အစားဝတ်ထားတဲ့အမျိုးသားတယောက်ကမင်းတို့ငါရဲ့ပိုင်နယ်ထဲကိုကျူးကျော်ဝင်ရောက်နေတာလို့အော်ဟစ်ပြီးချင်းချောက်ခဲ့ပါတယ်။သူတို့ထိတ်လန့်တကြားမောင်းပြေးခဲ့ပြီးသွားတဲ့နောက်ကားပေါ်မှာဘာတွေးလိုက်ရတယ်လဲဆိုတာကိုသိပါသလား။သူတို့ရဲ့ကြမ်းပြင်ပေါ်မှာပစိန်တလက်ကဆိုက်နေခဲ့ပါတယ်။ဒုတိယပြည့်ရက်ကတော့၁၀ရက်အကြာအော်တိုဘာလ၂၉ရက်နေ့မှာပါ။ ဆောက်လုပ်ရေးလုပ်ငန်းဝင်တစ်ခုရဲ့လုံခြုံရေးဝန်ထမ်း Paul Philip ဟာညအချိန်ကင်းလဲ့နေတော့ရုံဝတ်ဆောင်ဝတ်ထားတဲ့သူတယောက်ကိုတွေ့လိုက်ရပါတယ်။ဒီလူကပစိန်ကန်ပြီးတော့ဆောက်လက်ဆာချန်စီယိုတိုင်ကိုခုတ်ထစ်နေခဲ့ပြီး Philip ကိုဒီထက်ပိုပြီးတော့နှီးလိုက်ရင်မင်းကောင်းကိုခုတ်ပစ်မယ်ဆိုပြီးတော့ချင်းချောက်ခဲ့ပါတယ်။ဒီလိုမျိုးဖြစ်ရတဲ့ခုကဇက်တိုက်ဖြစ်ပြီးတော့တရင်စာရီမှာရလူသားအကြောင်းကိုဖော်ပြလာခဲ့တဲ့အခါမှာဒေသခံ90ကျော်ဟာသူတို့လဲဒီလူကိုတွေ့ခဲ့ရကြအောင်ထွက်ဆိုပါတယ်။ဒါပေမဲ့လို့ရဲတွေဟာဘသူကမှဖမ်းဆီးခြင်းမရှိခဲ့ပါဘူး။ ဒီလိုတကယ်ဖြစ်ရတဲ့ကြောင့်ပဲဒနာရီရဲ့နောက်ခံဇလန်းဟာပို့ပြီးတော့ကြောက်စရာကောင်းလာခဲ့ပါပြီ။ရှေးရခင်ကပြောစမှတ်ပြကြတဲ့ဇလန်းတစ်ပုဒ်ကတော့1900ပြည့်နှစ်အစောပိုင်းမှာစေယောဂါကူစေယုံကနေလွတ်မြောက်လာတဲ့လူယူတဦးနဲ့ပတ်သက်နေပါတယ်။သူဟာရုံလူသားတရားလူခေါ်တဲ့တရားအောက်မှာပုံအောင်နေခဲ့ပြီးသူ့ရဲ့လောဘကံဘက်ကိုတက်ဖြတ်ပြီးတော့တရားအောက်မှာကျိုးဆွဲချခဲ့တယ်လို့ဆိုပါတယ်။ဒီလူယူဟာတော်ရဲကရုံတွေကိုဖန်ဆာပြီးအသက်ရှင်နေခဲ့တယ်လို့ပြောကြပါတယ်။ဒီတဏ္ဍာရီရဲ့ကြောက်စရာအကောင်းဆုံးဇလန်းကတော့ဒေတာခန်တွေကရုံလူသားတရားလူခေါ်ကြတဲ့တရားနဲ့ကိုဆက်ဆက်နေပါတယ်။ 1940ပြည့်နှစ်ကစစ်ကြောတပ်အုပ်စုတစ်ခုဟာဒီတရာအောက်ကိုသွားပြီးလှုပ်ဝက်ဆန်းကျယ်တဲ့ရုံလူသားအကြောင်းကိုစင်ခေါ်စကားပြောဆိုခဲ့ကြတယ်လို့ဆိုပါရင်သူတို့ဟာအဲဒီညကအင်ကိုပြင်မရောက်ခဲ့ကြပါဘူး။နောက်တနည်းမနဲ့မှဆိုတော့ပြင်သူတို့ရဲ့ခန္ဓာကိုယ်တွေကိုတရာအောက်ကမြေကမ်းပါမှာပစိနဲ့ခုတ်ထည့်ထားပြီးအယိုးစုဖြစ်နေတဲ့ရုပ်ချင်းကြံတွေဖြစ်ကုန်မှဘေးနားမှာတွေ့ရှိထားရပါပြီ။တရာရဲ့တန်တန်တစ်ခုမှာသွေးတွေနဲ့ရေထားပြီးငါးရဲ့တောအုပ်ထဲကနေထွက်သွားဆိုတဲ့စာတွေကိုလည်းတွေ့ခဲ့ရတယ်လို့ဆိုပါရင်ဒီတရာကိုညာဘက်တကောင်အချင်းတွားရောက်တဲ့သူတွေဟာအခုထိတိုင်အောင်မှာ ရဝတ်ဆောင်ဝတ်ထားတဲ့အရေးမဲတစ်ခုကိုမြင်ရပြီးသူ့ရဲ့ပစင်ခုတ်တံကိုလည်းကြားနေရတယ်လို့ပြောကြပါတယ်။အထူးသဖြင့်ကတော့ဟောလိဝင်းရောက်ခံတဲ့အချိန်တွေမှာတွားရင်ကြောက်စရာကောင်းတဲ့ယုံလူသားကိုမြင်ရတတ်ပါတယ်။1980ရောက်တဲ့အခါမှာယုံလူသားကိုတွေ့ရတဲ့တဲ့င်းတွေကတဖြည်းဖြည်းရောကြသွားပါတယ်။တချို့သောတန်တားတွေအရကတော့သူဟာသူ့ကိုယ်သူတက်တည်သွားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့သူ့ကိုဘယ်တော့မှရှာမတွေ့ခဲ့ပါဘူး။သူတက်တည်တဲ့နေရာဟာယုံလူသားတရာအောင်တိပင်းအမြင့်တွေအောင်ဒါမှမဟုတ်လှုပ်ဝဲမရောက်ခံတဲ့တစ်ခုမှဖြစ်နိုင်တယ်လို့လည်းပြောဆိုကြပါတယ်။ သူတည်ဆုံသွားပြီမယ်လို့သူ့ရဲ့ဒေါသနဲ့ကြင်စာဟာရှိနေစေပါသူ့ရဲ့ဝိညာဉ်ဟာညာဘက်လမ်းမတွေပေါ်မှာကားမောင်းနေတဲ့စုံတွဲတွေကိုလိုက်လံချောင်းလန်နေစေပါပြီရှင်လူသားဟာဒီကနေ့ထယ်ရီကိုမှာဗာဂျီးနီးယားရဲ့ကြောက်စရာအကောင်ဆုံးမျိုးပြဒဏ္ဍာရီအဖြစ်ကိုမှာကြန့်ရှိနေစေလေဖြစ်ပါတယ်